ဗာမာ brain channel အနေနဲ့ကြိုဆိုပါရစေ။ကျွန်တော်တို့ကနေ့စဉ်အခုလိုအကျိုးရှိစေမယ့်အကြောင်းအရာတွေကိုတင်ဆက်ပေးနေတာဖြစ်လို့နေ့စဉ်ကျွန်တော်တို့ channel ကိုလာရောက်နားဆင်ဖို့ဖိတ်ခေါ်ပါရစေ။ကဲဒီနေ့မှာတော့လေပါရမီရှင်ဆိုတော့မွေးရပါလားဒါမှမဟုတ်လေ့ကျင့်တိဆောက်လို့ရသလားဆိုတဲ့အယူအဆဟောင်းကြီးကိုစိန့်ခေါ်ကြည့်ကြရအောင်။တကယ်အဖြစ်ကဘာဖြစ်မလဲဆိုတာဖော်ထုတ်သွားမှာပါ။ဟုတ်တယ်။ကျွန်တော်တို့ဒီအောင်မြင်ကြော်ကြားတွေကိုကြည့်ပြီးစဉ်းစားမိကြမှာပါ။တို့တို့မှာဘလို့များဒီလိုထူးခြားတဲ့စွာရည်တွေရှိနေရတာလဲပေါ့။ ဒီနေ့မှာတော့အဲ့ဒီမိခွန်းရဲ့နော့ခွဲကလူဝေချက်ကိုအတူတူရှာဖွေကြည့်ကြရအောင်တကယ်အမှန်တရားကတော့ဗျာပါရမီဆိုတာဖျားပေးတဲ့ဆုလက်ဆောင်မဟုတ်ပါဘူးဒါဟာစနစ်တကျတီးဆောက်ယူလို့ရတဲ့အရေးချင်းတစ်ခုသာဖြစ်ပါတယ်ဆိုလိုတာကလူတိုင်းမှာ ကိုယ်ပိုင်အစွမ်းအစားတွေရှိနေပြီးသားပါအဲ့ဒါကိုဘယ်လိုဖော်ထုတ်ရမလဲဆိုတာပဲသိဖို့လိုတာပါအဲ့ဒီတော့ဒီစွမ်းရည်တွေကိုဖွင့်ထုတ်ဖို့အတွက်တော့ချက်ထုံးခုရှိပါတယ် နေဆိုင်သောလက်ကျင်မှုစိတ်အားထက်သန်မှုနဲ့ပြောင်းမြောက်သောနှီးပြမှုတို့ပါပဲဒီချက်သုံးချက်ကတာမန်လူတွေကိုထိတ်တန်းဆွမ်းဆောင်ရှင်တွေဖြစ်လာအောင်ဘယ်လိုပြောင်းလဲပေးနိုင်တယ်လဲဆိုတာကိုအတူတူကြည့်လိုက်ကြအောင်ဗျာကဲပထမဆုံးတော့ချက်ကိုအရင်တွားကြည့်အောင်နေဆိုင်သောလက်ကျင်မှုဆိုတာဘာလဲဆိုအဲဒါဟာအရေးချင်းဒီဆောက်ကင်ရဲ့အခြေခံကျုံးဆုံးနှီးစနစ်ပိုင်းဆိုင်ရာလိုအပ်ချက်တစ်ခုပါပဲ နှဆိုင်တော်လိချင်မှုဆိုတာရိုးရိုးလိချင်တာနဲ့လုံးဝမတူပါဘူး။ဒါကကိုအားနေတဲ့အမားများလက်အပိုင်းတွေကိုပြစ်မှတ်ထားပြီးအာယုံစိုက်လိချင်တာပါ။ဒီညမှာစိတ်ဝင်စားစရာအကောင်းဆုံးကယုံကံအားရာအခက်ခဲတွေ့တာဟာရှောင်ရမယ့်အရာမဟုတ်ဘဲတိုးတက်မှုအတွက်မရှိမဖြစ်အရေးကြီးဆုံးအချက်ဖြစ်လာတာပါပဲ။ဥပမာတစ်ခုပြောပြမယ်။လင်းပေါ်မှာအတ္တကဲအန်ဂျီဝင်နေကိုချီးနေဦးမယ်။ဒါက passive learning ပေါ့။တကယ်အေးပေါ်ကျွန်ရင်းဝတ်တက်မှာမဟုတ်ပါဘူး။ကိုယ်တိုင်ကောက်ဆွတ်ပြီးဝစ်ကြည့်မှာ active learning လို့မှမှတ်မိပါလေဒီလိုပဲကျွမ်းကျင်မှုဆိုတာကြည့်နေုံနဲ့မရပဲကိုယ်တိုင်စူးစမ်းပြီးအမားတွေကနေသင်ယူမှသာတိုးတက်လာမှာပါအဲ့ဒီလိုတက်ကြွားဝါယုံကန်စူးစမ်းခြင်းကကျွန်တော်တို့ကို sweet spot လို့ခေါ်တဲ့သင်ယူမှုရဲ့အထူးရောက်ဆုံးနေရာကိုပို့ဆောင်ပေးပါတယ်အဲ့ဒီနေရာကကိုယ့်အတွက်အရင်မလွယ်ဘူးဒါပေမဲ့အရင်လည်းမခက်ခဲလို့မှုကိုယ့်ရဲ့တက်တောင့်တက်တောင့်ဆုံးအပြင်ဘက်ကိုခြေတလန်းထွက်လိုက်တဲ့နေရာမျိုးပေါ့အဲ့ဒီမှာပဲဦးနောက်ကတိုးတက်ဖို့အတွက်အပြင်အထန်အလုပ်လုပ်ရပြီးတကယ်ကြီးထွားလာတာဖြစ်ပါတယ် ဒီလက်ချက်မှုရဲ့နောက်ွယ်ကသိပ္ပံနေကြအကြောင်းရင်းကတော့ myelin ဆိုတဲ့ယာပါ myelin ဆိုတာလက်စဝါယာကျိုးပေါ်က plastic အကာလိုပဲဗျကျွန်တော်တို့တစ်ခုခုကိုအာယုံစိုက်ပြီးထက်ခါထက်ခါလေ့ကျင့်တဲ့အခါဦးနောက်တဲကသက်ဆိုင်ရာအာယုံကျော်လမ်းကြောင်းတွေပေါ်မှာ myelin အလွှားလေးပိုပိုပြီးထူတဲလာဒီလိုထူလာတာတဲ့အမြအဲ့ဒီအရေးချင်းကပိုမြန်လာတဲ့ပိုတိကျလာတာပါဟုတ်ပြီဒါကိုဘယ်လိုလက်တွေလုပ်ရမလဲစီမင်းသုံးခုပဲရှိပါတယ်ပထမဆုံး ကိုလှုပ်ချင်တဲ့လှုပ်ဆောင်ချက်တစ်ခုလုံးကိုခြုံငုံဖေးမြင်အောင်ကြည်ပါဒုတိယအဲ့ဒါကိုအသေးဆုံးအပိုင်းလေးတွေဖြစ်အောင်ခွဲချမ်းလိုက်ပါနောက်ဆုံးမှာတော့အဲ့ဒီအပိုင်းလေးတွေကိုအရန်ဖြည်းဖြည်းချင်းလေ့ကျင့်ပြီးကျွမ်းကျင်လာမှအချိန်မြင့်သွားရမှာပါဥပမာအနေနဲ့ Roger Federer ကိုအမြဲကြည့်ပြီးအတူခိုလေ့ကျင့်တဲ့ Tennis ကစားသမားလေ Caroline Siler ပေါ့ Federer ရဲ့လှုပ်ရှားမှုတွေကိုထက်ခါထက်ခါကြည့်ရှုလေ့လာရကနေသူ့ရဲ့နီးစနစ်တွေဟာကလေးရဲ့စိတ်ထဲမှာဆွဲသွားပြီးနောက်ဆုံးမှကျွမ်းကျင်သွားခဲ့တယ် ထကားဘာကိုပြလဲဆိုတော့အတုခိုချင်းကလည်းနတ်ဆိုင်တော့လစ်ချင်မှုပုံစံတမျိုးဖြစ်တယ်ဆိုတော့ပါပဲကဲလေ့ကျင့်ဖို့နည်းစနစ်တွေရှိပြီဆိုပေမဲ့အဲ့ဒီပင်မနဲ့အလုပ်ကိုဆက်လုပ်နိုင်ဖို့စိတ်ခွန်အားလည်းလိုအပ်တယ်လေဒါကတော့ဒုတိယတော့ချက်ဖြစ်တဲ့စိတ်အားထက်သန်မှုတူမဟုတ် ignition ပဲဖြစ်ပါတယ်စိတ်အားထက်သန်မှုရဲ့အနိတာရကိုဒီစကားတစ်ခုနည်းနဲ့ဖော်ပြလို့ရပါတယ်သူတို့လုံနိုင်ရင်ငါလည်းလုံနိုင်ပါပဲဆိုတော့ယုံကြည်ချက်ပြောင်းလဲလေပါ ဒီယုံကြည်ချက်ကမဖြစ်နိုင်ဘူးလို့ထင်ထားတဲ့အရာတွေကိုဖြစ်နိုင်တယ်လို့မြင်လာစေတဲ့အစွမ်းထက်တဲ့အတွေ့တစ်ခုပါပဲဒီစွမ်းအားကိုတမိုင်းကို5မိနစ်အောက်ပြေးတဲ့ဇလံကတက်သေးပြနေပါတယ်ဆရာတို့ကလည်း64မတိုင်ခန့်ထိတဟလူသားတွေအတွက်ရုပ်ပိုင်းဆိုင်ရာအရာမဖြစ်နိုင်ဘူးလို့ယူဆထားခဲ့တယ်ဒါပေမဲ့ Roger Bannister ကအဲ့ဒီစံချင်ကိုချိုးဖျက်လိုက်တဲ့အခါအန်အော်စီယာကောင်းလောင်းအောင်ပဲ56ရက်အတွင်းမှာနောက်တရောက်3ရက်အတွင်းမှာနောက်ထပ်16ရက်ကဒီစံချင်ကိုထပ်ချိုးနိုင်ခဲ့ပါတယ်လူတွေရဲ့ခန္ဓာကိုယ်ကိုပြောင်းသွားတာမဟုတ်ပါဘူး ဒါဟာဖြတ်နိုင်နေဆိုတဲ့သူတို့ရဲ့ယုံကြည်ချက်ကပြောင်းလဲတော့တာပါဂီတာပညာရှင်လေကလာရီစာကိုပြန်ကြည့်အောင်သူလက်ချင်းမှုတွေမှာယုံကနေခဲ့ပေမဲ့ဒီနေ့မှာသူဒီနေကြတဲ့ချင်းရဲ့ jazz ပုံစံကိုကြားလိုက်ရတဲ့အခါသူစိတ်ထဲမှာမီးပွင့်သွားတယ်အဲ့ဒီစိတ်ခံစားမှုဆိုင်ရာမီးပွင့်မှုလေးကပဲသူ့ကိုလက်ချင်းချင်းစိတ်လေးရွတ်တရက်ဖြစ်ပေါ်လာစေခဲ့တာဒါကိုပဲ ignition လို့ခေါ်တာပါ KIPP ចောင်းတွေကလည်းဇူကောင်း initiation ရအကောင်းဆုံးဥပမာတစ်ခုပါပဲ တို့ရဲ့ရလုံးကြိုးစားပါကျင်တာပါဆိုတဲ့ဆောင်းဖို့လဲနေတဲ့သူចောင်းသားတွေဟာသူတို့ကိုသူတို့ကောလစ်တက်နိုင်တယ်လို့ယုံကြည်လာကြတယ်။အဲဒီယုံကြည်ချက်အပြောင်းလဲလေးကပဲတက်နိုင်ငယ်လုံးကိုပြတ်နံသွားတဲ့အောင်မြင်တဲ့ចောင်းတွေရဲ့လှုပ်ရှားမှုကြီးတစ်ခုကိုမွေးဖွားပေးခဲ့တာပါ။ကဲနောက်ဆုံးနဲ့တတိယမြောက်တော့ချက်ကိုကြောက်လာပါပြီ။ဒါကတော့ဒီဖြစ်စဉ်တစ်ခုလုံးကိုအရှိန်မြတ်တင်ပေမဲ့ပြောင်းမြောက်တော့နီးပြမှုပဲဖြစ်ပါတယ်။ပြောင်မြောက်တဲ့နီးပြတဲ့ဟာတင်ကြယုံတတ်တယ်မဟုတ်ပါဘူး။ သူတို့ကတင်ယူသူတရားချင်းစီကဘယ်အချိန်မှာဘာလိုအပ်နေလဲဆိုတာကိုအလိုလိုသိပြီးအတိအကျလိုအပ်နေတဲ့အကြံဉာဏ်ကိုအချိန်ကိုက်ပေးနိုင်တဲ့သူတွေပါသူတို့ကိုပါရမီကိုဒီတို့ပြောနိုင်သူတွေလို့တောင်းတင်စားကြပါတယ်ဥပမာဆလော့ဆရာကြီးဟန်ရှန်ဆန်ကသူတို့ဘီနီယောင်ကိုနီးပြပုံချီမတူပါဘူးနီးစင်းနဲ့ပိုင်းတော်ပြီးမဲ့ခန်းစားချက်မပါတဲ့ဆိုင်ရီကိုတော့ခန်းစားချက်နဲ့တီးဖို့ပဲပြောခဲ့ပြီးယုံကြည်မှုပျောက်ဆုံးနေတဲ့ဝင်းနေကိုကြတော့တီးလုံးကိုစိတ်ထဲမှာပုံဖော်ကြည့်ဖို့လမ်းညွန်ခဲ့ပါတယ်ဒါဟာ မြေပြကောင်းကြောက်ကတယောက်ချင်းစီရဲ့စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်အလိုက်နီးလန့်တွေကိုဘလို့ပြောင်းလဲအထုံးပြုတယ်ဆိုတာကိုပြသနေတာပါ။နောက်ဆိုပြောင်ပြောင်းတဲ့နီးပြအတယောက်မှာဘလို့အရေးအတွေးတွေရှိတယ်လဲ။အဓိကလေးချက်ရှိပါတယ်။နည်းနည်းတဲ့အသိပညာထိုးထင်းသိမြင်နိုင်စွာ GPS လိုတိကျရှင်းလင်းတဲ့ညွှန်ကြားချက်ပေးနိုင်စွာနဲ့ရိုးသားပြီးအပြုသဘောဆောင်တဲ့ဝေဖန်မှုပေးနိုင်စွာလို့ပဲဖြစ်ပါတယ်။ကဲအခုကျွန်တော်တို့လေ့လာခဲ့တဲ့အချက်၃ချက်ကိုပေါင်းစပ်ပြီးကိုယ်ပိုင်တိုးတက်မှုအတွက်လမ်းညွှန်တစ်ခုဘလို့တည်ဆောက်မလဲဆိုတာကြည့်လိုက်ကြအောင်။ ဒီနေ့ရှင်းလင်းတင်ဆက်မှုကနေရရှိသွားတဲ့အဓိကအချက်တွေကတော့ဒါတွေပါပဲကိုယ့်ရဲ့ sweet spot ကိုရှာပြီးနည်းနည်းရှင်းရှင်းလေ့ကျင့်ပါလေ့ကျင့်မှုတိုင်းကဦးနောက်ထဲမှာမာယာလင်ကိုတိစောက်နေလေဆိုတာနားလည်ထားပါကိုကိုစိတ်ခွန်အားပေးမဲ့မိပွင့်လျက်တွေကိုရှာဖွေပြီးနောက်ဆုံးအနေနဲ့တိကျတဲ့အကြံဉာဏ်တွေပေးနိုင်မဲ့လက်ညွန်ကောင်းတွေကိုရှာဖွေပါအဆောင်တအနေနဲ့ပြောချင်တာကကြီးမြတ်ခြင်းထူးချွန်ခြင်းဆိုတာလူအနေငယ်အတွက်ပြီးတတ်ပေးထားတဲ့လက်ဆောင်မဟုတ်ပါဘူးစိတ်အားထက်သန်မှုနဲ့စနစ်တကျတည်ဆောင်လို့ရှိတဲ့ဘယ်သူမှဆိုရရှိနိုင်တဲ့အရာတစ်ခုဖြစ်တယ်ဆိုတာပါပဲ ဒီတော့နောက်ဆုံးအနေနဲ့မေးခွန်းတစ်ခုမေးကြည့်ပါတယ်ဒီနေ့တရှိခဲ့တဲ့အချက်တွေကိုအတုံးချပြီးဘယ်ရဲ့ချင်းတစ်ခုကိုစတင်တိဆုပ်သွားမလဲကိုယ်တိုင်ဆုံးဖြတ်ပြီးကြီးမြတ်ချင်းစီကိုပထမဆုံးခြေလှမ်းစတင်လိုက်ကြအောင်